နိုင်တဖန်ပြန်လဲတွေ့ရလို့ကျေးဇူးတင်ပါတယ်လို့ပြီးတော့ဒီနေ့အာဖတ်မဲခေါင်းစဉ်ကတော့ဗောနော်ပြောင်းလဲခြင်းကင်းသောဘုရားသခင်ဤရည်ရွယ်ချက် ဖြစ်ပါတယ်လို့စာမျက်နှာ16ကနေဒီနေ့ဟော19ဗောနော်20 19အစားပိုင်းဖြစ်ပါတယ်လို့ဒီကဲရဲ့ရက်တည်တော်ဆက်တင်လေးလာခဲ့ခါမှာတော့ဗောနော်ဒီကဘာဦးတန်းကနေစပြီး ရားရဲ့အလိုတော်ဩလူတွေကိုဖန်ဆင်းခြင်းနဲ့ဘုရားရဲ့သူအပေါ်မှာထားရှိရဲ့ရည်ရွယ်ချက်ကပါလဲဆိုပြီးတော့ဟောလိလာနေတယ်ပေါ့နော်ခုလဲဒီကောင်းစဉ်အအားဖြင့်ဆက်လက်ပြီးဘုရားရဲ့ရည်ရွယ်ချက်ကဟိုးကဘာဝစာနေခုအချိန်ထိပြောင်းမပြောင်းလဲဘူးဆိုတာကိုနားလည်ဖို့အတွက်လိလာမှာဖြစ်ပါတယ်လို့ ဆိုတော့ဒီစာမျက်နှာ16ကနေစမယ်ပေါ့နော်လူအားဤလောကကိုအုပ်စိုးရန်ဘုရားသခင်အလိုတော်ရှိသည်ဒါဘုရားရဲ့အလိုတော်ပေါ့နော်ခြုံကုန်ဟောအနည်းချုပ်အနေနဲ့ပေါ့ဟောဘုရားကလူကိုဖန်ဆင်းရတဲ့ရည်ရွယ်ချက်ကသူဖန်ဆင်းတဲ့ဟောလောကပေါ့နော်ဒီလောကဖန်ဆင်းခံရပေါ့ဒီကို ဟောဒီတီကောင်းခင်တမန်ကြီးကလွဲလို့ပေါ့နော်ကုံဖတ်ဟိုအုပ်ဆိုးဖို့ဖျားလို့ရှိတာပေါ့နော်ဆိုတော့ဒီကဘာဦးချမ်းခန်းကြီးတုံးမှာပေါ့အော်ဖျားရွေကြမှာပြေဆုံးခဲ့ပေါ့နော်ဒီဖျားရဲ့စကားကိုနားမထောင်ခြင်းအဖြစ်ဒီလူသားလူတွေကကြဖျားရွေချက်ကိုမပြေဆုံးစေခဲ့ဘူး ကဘာဦးကျန်းခန်းကြီးတုံးမှာကြဆင်းခြင်းနေဖြစ်ပေါ်လာပြီးတော့ကျွန်တော်အားလုံးသိသလိုပဲအဖေလူသားတရလို့ပေါ့နော်ဒီအပြစ်တွေဝင်ရောက်လာတယ်စာတန်ကကျွန်တော်တို့ရမဲ့ရဖျားရည်ရွယ်ချက်ပြည့်စုံစေမဲ့အရာကိုသူကရသွားတဲ့အောင်ဖြစ်သွားတယ်ပေါ့နော်လူဒီစာတန်ဤတကူအောက်ကိုရောက်ရှိသွားတယ်ဆိုတော့သူပြီးအရာအားလုံးအဆုံးတက် ဆုံးရောက်ရှိသွားတယ်လို့ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဟိုဒီကဘာဦးကြခန်းကြီးတုံးမှာကြာဆင်းခြင်းဖြစ်လာတယ်ပေါ့အမ်ပြီးတော့စာတန်းကအောင်မြင်တယ်လို့ဖြစ်တယ်ပြီးတော့အခုချိန်မှာကြည့်မယ်ဆိုရင်အဲ MO8 အချိန်မှာကြည့်မယ်ဆိုရင်အဲ့လိုအကြဆုံးသွားပြီးနောက်အချိန်ကိုကြည့်မယ်ဆိုရင်စာတန်းကအောင်မြင်ဟိုအောင်မြင်သူတယောက်ဖြစ်ဟန်ဖြစ်သွားပြီးတော့ဘုရားသခင်ကတော့ ူရဲ့ရွယ်ချက်ကိုမပြေးမြောက်ဆိုတော့ तू ကရှုံးလို့မျိုးဖြစ်သွားတယ်ပေါ့ဆိုတော့ဒီအာကဘာဦးချန်းခန်းကြီး3အပြင်နဲ့တခြားအခန်းငယ်အခန်းအခြားအခန်းနှစ်ခုလည်းကျမတို့စက်တွေဖက်ပြီးလေ့လာအောင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုပထမအစပိုင်းမှာကဘာဦးကျောင်းဖတ်ကြည့်မယ်ဆိုရင်တော့ဒီဖျားရည်ရွယ်ချက်မအောင်မြင်နေဘူးပေါ့နော်သူ ဟိုစာသံရဲ့အောက်ကိုလူသားတွေကကြာဆုံးနေတယ်ဆိုရဲ့အခြေအနေထိကျွန်မတို့လေ့လာနေပြီးတော့အခုဆက်လက်ပြီးတော့လေ့လာမယ်ဆိုလို့ရှင်တဲ့စာလံ၃နဲ့ sorry စာလံအခန်းကြီး၈နဲ့ဟေပြဲနှစ်ကိုလည်းဆက်လက်ပြီးတော့ဟောလေ့လာကြမှာဖြစ်တယ်ပေါ့နော်ဆိုဒီနေ့ဆရာရေးပြထားတဲ့ဟိုဒီစာမျက်နှာကဘာကို ေဟာကိုနိုင်ရှင်ပြီးရေးကြလဲဆိုလို့ရှင်ဒီကဘာဦးချမ်းခန်းကြီးအာ1 1တကဖရာရဲ့ကဘာဦးချမ်းမှာအာကဘာဦးမှာဖရာအာပြောခဲ့အရာပေါ့နော်သူရဲ့ရည်ရွယ်ချက်ကိုပေါ်ပြတဲ့စာအာကဘာဦးချမ်း1ရဲ့ပြီးရင်ဒီအလဲပိုင်းမှာပေါ့နော်ဒီဒါဝိတ်မင်းကြီးကစာလန်ရှစ်မှာချီးမွမ်းခြင်းနဲ့ပတ်သက်တဲ့ဒီစာလန်မှာသူပေါ်ပြထားတဲ့ ဖရားရည်ရွယ်ချက်ဆိုတာရယ်ပြီးရင်ဟေပြဲဟေပြဲကကြောတမန်တော်ခေရောက်ပါတော့เนาะတမန်တော်ခေမှာပြန်လဲပြီးတော့တမန်တော်ရရေးသားထားတဲ့ခါမှာပါဝင်တဲ့ဖရားရည်ရွယ်ချက်ဒီ3ကျမ်းစာဒီ3ကျမ်းမှာပေါ့เนาะရေးထားတဲ့ဟာကိုရှင်ပြီးတော့ဒီလေ့လာมาဖြစ်တယ်ပေါ့เนาะပြီးတော့ကြိုတင်ပြီးတော့ပေါ့เนาะအဲကျမ်းစာအုပ်ရှိရင်လည်းဖတ်ကြည့်လို့ရတယ်ပေါ့เนาะဒီမှာလည်းကျမ်းပိုက်လေးတော့ပါပါတယ်လို့ဆိုတော့အဲပထမဆုံးပေါ့เนาะ ဟိုကဘာဦးကျန်းတက်ကနေ26ကဘာဦးကျန်းအခန်းကြီး26ကိုကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုရင်ဖျက်ကဘာပြောလဲဆိုမြေတစ်ပြင်လုံးနဲ့တကွမြေပေါ်မှာတွားတက်တော့တရိษံအပေါင်းတို့ကို၎င်းအုပ်ဆိုးစီဟုအမိတော်ရှိဆိုတော့ဖျားရဲ့စကားမိတော်ဆိုတော့သူရဲ့ဖျားဖြစ်စေခြင်းနဲ့ရဖျားဖြစ်မယ်လို့ပြောတဲ့အရာပါလဲဆိုတော့ဒီမြေတစ်ပြင်လုံး ီအရာအလုံးပေါ့နော်သူဖန်ဆင်းတဲ့အရာအလုံးကိုအုပ်ဆိုးစေဖူရဲ့အမိတ်တော်ရှိအဲ့ဒါကိုကျမတို့ဒီနားမှတ်ထားပါနော်ပြီးတော့ဆက်လက်ပြီးတော့ဖတ်ကြမယ်ဆိုလို့ရှင်ဆာလန်ရှစ်ကားရဲ့ဖျားကြီးရွယ်ချက်စီမံကိန်းကိုမပြောင်းလဲဘူးလို့လည်းဟောပြထားတယ်ပေါ့နော်ဆာလန်ရှစ်မှာဆိုရင်ဥမာခုလေးလာတဲ့ကျမတို့ဆာလန်ကဘာဦးကျန်းခန်းကြီးအာတက်ဖခင်အမိတ်တော်ရှိရဲ့ပြီးရင် ကဘာဦးကြခန်းကြီး၃မှာကြဆင်းသွားတယ်ဆိုတော့ဆက်ပြီးတော့ဖတ်ရင်ဖခင်ရဲ့ရည်ရွယ်ချက်တွေဒါဘလို့ချင်းဘလို့ရှိလာမလဲဆိုတော့ဆက်လက်ပြီးဖတ်တော့လဲဒီစာလံ၈မှာဒါဝိမင်းကြီးကဘလို့ပြောထားလဲဆိုတာကိုကျွန်တော်ဖခင်ရည်ရွယ်ချက်ကဘလို့ရှိနေတယ်လဲဆိုတော့ဆက်လက်ပြောရဲပါတော့လူဒီကြဆင်းသွားတော့လဲဖခင်တခင်ဤတောင်းဆိုချက်နဲ့အလိုတော်ဒီပြောင်းလဲခြင်းမရှိဘူးကဘာဦးချခန်းကြီးတက်မှာ အပြည့်ဖြစ်ပြီးတော့လဲပေါ့နော်။ရာရာတိုင်းကကောင်းမွန်နေသေးတယ်။စာလန်ရှစ်ဒီလူကြစင်ဤနောက်ပိုင်းမှာရေးသားခြင်းဖြစ်တယ်။စာလန်ရှစ်ကရောလူရဲ့ကြစင်ခြင်းပေါ့အဲ့ဒီဟိုဘာလို့ဘာလို့ခေါ်လဲဟိုဟိုပေါ့တော့ဖိတခင်ယေရှုလဲဒီဟိုကောက်မလားတဲ့အဲ့ဒီအချိန်မဟုတ်ပေါ့ဒီဟိုတမဟောင်းဘတ်ပေါ့နော်။ အဲ့ဒီဘက်မှာဆိုရင်လူရဲ့ကြာစင်းနေတဲ့အချိန်ပဲရှိသေးတယ်။အဲ့အချိန်မှာပဲစာလန်စီကဘလို့ချီးမွမ်းထားလဲဆိုလို့ရှိရင်နဲ့ဟိုဟိုအိုဖျားတခေကျွန်ုပ်တို့ဖျားဤနာမတော်ဒီမြေတပြင်လုံး၌မြည်မြထူးမြတ်ပါသည်ဆိုပြီးချီးမွမ်းထားရပေါ့နော်။ဒီဒီချီးမွမ်းခြင်းနဲ့အရာကိုအော်ပြီးတော့ရေးတာပေါ့နော်။ဒီဟာကြာလူကြာစင်းနေတဲ့အချိန်ဖြစ်တော့လဲ စာလန်စရာချင်းဝမ်းချင်းကိုရေးထားတယ်ပြီးရင်ဒါကြောင့်မလို့ဘာကိုတွေ့ရလဲဆိုလို့ရှိရင်တန်ရှင်းတော်ဝိညာဉ်တော်ကလည်းဒီစာလန်အဒီကဘာဦးကျန်းခန်းကြီး1ကိုမမေ့သေးဘူးတားတော်လည်းမမေ့သေးဘူးဘုရားသခင်ကိုယ်တိုင်လည်းဟောဘာဦးကျန်းခန်းကြီး1ကဘာဦးကျန်းခန်းကြီး1ဆိုတော့ခုနဘုရားသခင်ပြောထားတဲ့မြေတပြေလုံးကိုအုပ်စိုးစီဆိုတဲ့အချက်ကိုရည်ရွယ်ချက်ကိုမမေ့သေးဘူးဆိုတာ ကိုနားလေရပေါ့ဘာလို့ဆိုတော့ဟောဓမ္မဟောင်းခေရောက်နေရပေါ့နော်ဒါဝိခေဒါလူကြဆင်းနေတဲ့အချိန်ကာလမှာလဲချီးမွမ်းခြင်းကိုတွေ့ရရဲဆိုတော့ဖះရွယ်ကြမပြောင်းလဲဦးဆိုပြီးတော့ပြောတာဆိုတော့ဒီနာမတော်ဒီမြေတပြင်လုံးနိုင်မြေမြထူမြတ်ပါသည်နီတချို့သောလူတရားရဲ့ဖះရဲ့နာမတော်မြေတပြင်လုံးနိုင်မြေမြအာထူထူမြတ်တလေး ထူးမြတ်တနည်းဟုကျေလောင်စွာကြီးညာတယ်။အကိုတော်ဤနာမသည်အလွန်ထူးမြတ်သည်ဟုမပြောထား။ဘုရားရဲ့နာမအားတဲ့အလွန်ထူးမြတ်သည်ဆိုမပြောထားဘူး။ဘာလို့လဲဆိုတော့အလွန်ထူးမြတ်သည်လို့ပြောလို့ရှိရင်အကိုကဘလောက်ထူးမြတ်လဲဆိုတာကိုဟိုဟိုပေါ့ဒီကန်တန်နဲ့ချီးမွမ်းတယ်လို့ဖြစ်သွားတယ်ပေါ့။ဒါပေမဲ့စာရင်ဆရာဘယ်လိုရေးလဲဆိုတော့အော်မိမြထူးကြတဲ့ နီမြထူးမြတ်ပါတနီဘုတ်ထူးမြတ်တဲ့အရာကိုသူတကယ်လုံးလောက်မဖော်ပြနိုင်ဘူးမတက်ဆွမ်းနိုင်ဘူးဆိုရဲအိဘယ်နဲ့သူကဟောဖရာရဲ့နာမတော်ကိုအတမ်းမှပဲချီးမွမ်းထားရပေါ့နော်ဆိုတော့ဒီမှာ keyword ကိုတစ်ချက်မှတ်ထားမယ်ဆိုလို့ရှင်ကျွန်တော်တို့ဤသခင်နာမတော်ဒီမြေတစ်ပြင်လုံးမြေတစ်ပြင်လုံးဆိုတာအာဒါ keyword ပေါ့နော်ခုနကလည်းကဘာဦးကျန်းတစ်မှာဖရာမြေတစ်ပြင်လုံး လို့ပြောတာမြေတပြင်းလုံးကိုအုပ်ဆိုးစေလို့ပြောတာဆိုတော့ဒီစာလန်ရှစ်မှာလည်းမြေတပြင်းလုံးဆိုပြီးတကယ်လုံးကိုပြန်သုံးထားတယ်ဆိုတာတဲ့ဒီမြေကြီးလို့ပြောလို့ရှိရင်ညီမတို့အခုဒီစာအုပ်တွေဒီဒီဒီဖတ်လာတဲ့အခါမှာလူဟာမြေကြီးဖြစ်တယ်ဆိုတော့ပြန်လဲပြီးတော့သိရပဲပေါ့နော်လူမြေကြီးလူအဲ့ဒါကတော့ဒီခန္ဓာပေါ့နော်လူကိုပြောတာပေါ့နော်ဆိုတော့အမ် ဖရားရဲ့နာမကမြေဒီတပြင်းလုံးကိုထူမြတ်သိဤနေရာရင်းနဲ့မြေတပြင်းလုံးဝဖော်ပြချက်ကားတဲ့ကဘာဦးချမ်း126မှာဖော်ပြထားတဲ့အတိပဲပဲတူတူပဲတဲ့ဆိုတော့ဖရားမြေတပြင်းလုံးဟိုအုပ်ဆိုးစေဒီမှာလဲမြေတပြင်းလုံးကဖရားရဲ့နာမတော့ဒီထူမြတ်ဆိုညီညထူမြတ်ပါတယ်ဒီဆိုပြီးတော့ချီးမွမ်းထားရရပါဒီဒီညမှာကီးဘုတ်လေးမှတ်ထားပါဘူးမြေတပြင်းလုံးဒီစာလန်ရှစ်မှာလည်းပါတယ်ဒီကဘာဦးချန်ခန်းကြီးတက်မှာလည်းပါတယ် ပြီးရင်ဆက်လက်ပြီးတော့ဆာလန်ရှင်းမှာပဲသူကဆက်လက်လေ့လာတဲ့အခါမှာဒီဒါဝိတ်ညီညာပေါ့နော်ဘယ်လိုဆက်ရည်တာလဲဆိုတော့နိုးစိုးတငယ်တို့ဤနှုတ်ထဲမှကိုတော်သည်ခွန်အားကိုစီရင်တော်မူ၏အဘဲကြောက်ဆိုသောကိုတော်သည်ရန်သူတို့ကိုအညှိုးထားသောသူတို့ကိုတိတ်ဆိတ်စေခြင်းကဆိုပြီးတော့ဒီမှာနိုးစိုးတငယ်တို့ဤနှုတ်မှကိုတော်သည်ခွန်အားကိုစီရင်တော်မူ၏နိုးစိုးတငယ်စွာဒီနေရာမှာ လူကိုညီညွတ်နေပေါ့နော်ဒီစာလန်ရှစ်မှာလဲနိုးစိုးတငယ်ဒါနောက်ထပ် keyboard တစ်ခုပေါ့နိုးစိုးတငယ်ကိုမှ keyboard မှတ်ထားလိုက်ပေါ့နိုးစိုးတငယ်ကလူကိုညီညွတ်တယ်ဆိုတော့ဆက်လက်ပြဖတ်မယ်ဆိုရင်ရန်သူနဲ့ရှင်ပြရန်အတွက်ဖျားသခင်က လူအားအသုံးပြုကြောင်းကို အထူးပြုလိုခြင်းဖြစ်သည်ရန်သူကိုတိုက်ဖို့ရဲ့အတွက်အာဖျားကလူကိုအသုံးပြုခြင်းတယ်ဆိုတော့ဖျားရဲ့ရည်ရွယ်ချက်ကဒီလူကိုကျမတို့ဒီလူကို သူ့ရဲ့ရန်သူတို့အချိန်တိုင်းတိုင်နိုင်ဖို့အတွက်လောကကိုနိုင်ဖို့အတွက်ရည်ရွယ်ချက်ရှိနေတယ်ဆိုတာစာလံရှစ်ထဲမှာတိတာစွာဖော်ပြနေတယ်ဆိုတာကိုဒီကျမ်းပိုက်မှာအာနားလည်ရတယ်ဆိုတာကိုရေးထားပါဘောနော်။ဘုံနှုတ်ကပတ်တော်အားဖြင့်ရန်သူသည်သူလုံးနိုင်သမျှလုံးမီဖြစ်တော်လဲဘုရားသခင်ကိုယ်တိုင်သူနှင့်မလွဲမသွေရှင်းပြန်ဖြေရှင်းရမလို့ဘူး။ဘုရားသခင်သည်ဘုရားသည်ရန်သူနှင့်ရှင်းပြန်ဖြေရှင်းရန်နိုးစို့ သူငယ်များကိုအသုံးပြုမိဖြစ်သည်လို့ဆိုသူငယ်များကမလုံနိုင်မီနီဆိုတော့လို့ဆိုသူငယ်များဆိုလူကိုပြောတာညာရန်သူကိုဒီမာနက်ကိုအောင်းနိုင်ဖို့ရန်အတွက်လူကိုအသုံးပြုမှာဖြစ်တယ်ဆိုတော့ဖခင်ရွယ်ချက်ပဲเนาะဒီစာလန်ရှင်းမှာတက်လက်ပြီးတော့ကျမတို့ဟိုသူကလေ့လာထားတယ်ကျောင်းလူစုတငယ်ရဘာလုပ်နိုင်လဲဆိုတော့လူစုတငယ်ရနှုံးမအစွမ်းတက်တိကိုစီရင်တော်မူဤဟုဆိုထားပါသည် ဖျားသခင်သည် သူ့ကိုသူ့ရဲ့အတိတ်ပဲပါเนาะဖျားသခင်သည်သူ့ကိုချီးမွမ်းတတ်သော သူများကိုရရှိရန် ထိုချီးမွမ်းတတ်သော သူများသာလျှင်ယံသူနေရှင်ပြန်ဖြည့်ရှင်းနိုင်သော သူများဖြစ်မည်ဒီခုနပြောနူးသောသူငယ်များ၏နှုတ်မအစွမ်းတတ္တိကိုစီရင်တော်မူရဲဆိုတဲ့အတိတ်ပဲဒါအခုအခုရှင်းပြလိုက်တာပါเนาะဘုရားသခင်ကသူ့ကိုချီးမွမ်းနေသူကိုကိုယ်ွယ်တဲ့လူဟိုကိုယံသူနေရှင်ပြိုင်ဖြည့်ရှင်းနိုင်တဲ့လူတွေဖြစ်မယ်ဆိုတာကို ဟိုဟိုနားလေရပါတယ်လို့ဆိုတော့ကျွန်တော်ကဒီဖះကိုဟိုချင်းမွတ်တတ်သူတွေဖြစ်ဖို့အရေးကြီးရတာ principle ဖြစ်တဲ့အောင်နိုင်ခြင်းဖះကိုအားကိုးရဆိုရဲ့အရာကိုဘာဖြစ်ဒီအတူကိုဖြစ်ရှင်းအောင်မြင်နိုင်မယ်ဆိုတာကိုဒီမှာအာအော်ပြရဲပေါ့နော်ကျမတို့ရဲ့နှုတ်ကလည်းအမြဲတမ်းအရေးကြီးရဆိုတာကိုလည်းနားလည်ရပါတယ်လို့ တော့ဆက်လက်ပြီးတော့ silent ရှစ်မှာပဲပေါ့နော်အပိုင်းငယ်3မှာ8အထိပြောမယ်ဆိုလို့ရှိရင်ဖတ်မယ်ဆိုလို့ရှိရင်လက်ညိုးတော်အလုတ်ဒီဟူသော ကိုတော်ဤမိုးကောင်းခင်ဖန်ဆင်းတော်မူသောလှနှင့်ကျယ်များကို၎င်းအကျွန်ုပ်စင်ချင်သောလူသည်အပေတို့တော်သူဖြစ်၍ကြီးရှုကြွလာရသည်။သူကိုကောင်းကင်တမန်တို့အောင်အနေငယ်နှိမ့်ချတော်မူပြီးသူ၏ကောင်းကိုဘုံတည်ရင်နှင့်ပည့်ရတော်မူပြီး ဖန်ဆင်းတော်မူသောအရာများကိုအုပ်စိုးစေတိုးနွားစိတ်အဆရှိသောမြေတရိษံမိုးကောင်းကင်ကပင်လယ်ငားနှင့်ပင်လယ်လမ်း၌တွားတော်သောတရိษံမှာဆ၍ခတ်သိမ်းသောအရာတို့ကိုသူဤအောင်း၌ချထားတော်မူပြီးဒီမှာလည်းဖန်ဆင်းတဲ့အရာတွေအကုန်လုံးပေါ့နော်အော်ဒီလူကိုဒီလူကိုကောင်းကင်တမန်တို့အောက်မှာအနေငယ်ချထားပြီးသူဤကောင်းကိုဘုံတည့်ရင်နဲ့ပတ်ရစ်ပြီးဆို ဒီလူ ਆ ပေါ့နော်အာခတ်သိမ်းတော့အရာကိုသူဤအောက်လိုက်ချထားတော့မူပြီးဆိုပြီးတော့ဒီဒီမှာတစ်ခုထပ်တွေ့ရတယ်ပေါ့နော်ခတ်ခတ်သိမ်းခတ်သိမ်းတော့အဲ့ဒါဒီပေါ့ဒီစာလန်ရှစ်မှာတွေ့ရတဲ့ keyword အာထပ်ဖြစ်တယ်ပေါ့နော်သူကကျွန်အာစာလန်ကျန်းကကြတော့စာလန်ဆရာကြပေါ့နော်ဒီကြာစင်းတဲ့အချိန်မှာသူကရောက်ရှိနေပေမဲ့လည်း သူ့ရဲ့ချီးမွမ်းခြင်းကဖရာရဲ့ငကတိရည်ရွယ်ချက်ကိုပြန်လေထောက်ပြနိုင်နေပေါ့နော်ဟိုဟိုကဘာဦးကျန်တက်มาပြောခဲ့စကားဝတ်တီပေါ့နော်ရေတပြင်လုံးခတ်သိမ်းတော့ဒီအရာရဲ့သူ့အောက်မှာချထားရဲ့ဆိုရင်ရည်ရွယ်ချက်ကိုဆာလန်စရာဟိုကွတ်တီပြန်ပြီးရေးပြချီးမွမ်းတဲ့အရာကိုကျမတို့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီမှာစာရေးတူပြောတာတည်းကျွန်ုပ်တို့ ဟိုကျမတို့ဒါဒီစာလံကိုရေးမယ်ဆိုလို့ရှင်ဘလို့ရင်းဖြစ်မလဲဆိုရင်လူဒီအပြစ်လို့ရကြစင်းကအေးတင်ဥယင်မနင်းထုတ်ခံခြင်းမှာမိမြသနာပွဲကောင်းသည်နီးပုဂ္ဂိုလ်ကတနာကန်ဖွဲ့နေမှာပေါ့နော်လူဒီထိုးချင်းနေကိုမရနိုင်တော့ဆိုပြီးတော့ဝမ်းနဲ့ပတ်လက်နဲ့ရေးနေမယ်လို့ဟိုကိုကိုအတွေ့ကြီးမိရဲဆိုပြီးတော့ရေးလိုက်ဒါပေမဲ့စာလန်ဆရာမှာတော့နှလုံးထဲမှာဒီလိုစဉ်းစားခြင်းမျိုးအလိုမျိုး တလားခံဖွဲ့မနေဘောနော်ဘယ်လိုမျိုးလဲဆိုတော့သူကဖះရဲ့ဘဂတိယူရဲ့ချက်ကိုပဲပြန်တယ်ပြီးတော့အောင်းမိပြီးတော့ဖះကိုကျေးဇူးတင်တယ်ဖះရဲ့နာမသည်မြေတပြေလုံးကအမိများထုံးမြတ်ပါသမီးဆိုပြီးတော့သူကအစချီပြီးတော့ဟောဒီဖះရဲ့ပြည်ရဲ့ချက်ကိုပြန်လဲထောက်ပြထားတယ်ဗောနော်ဇာလန်ရှစ်မှာဆိုတော့ဟောဖះရဲ့အမြင်၌ဟောကဘာမြေကြီးကိုလူအားဖြစ်ပြန်လဲရယူ နိုင်မည်အပြင်ဘုရားသခင်ပေးသောလူကြီးအဆင့်တည်းလည်းယခုတိုင်ရှိသေး၏ဆိုတော့ကျမတို့မှလည်းပေါ့ဘုရားရဲ့ရွယ်ချက်ကျမတို့ခုထိဒီဟိုဘုရားစိတ်မလျှော့ဘူးသူ့ရဲ့ရွယ်ချက်ကလည်းဘယ်တော့မှမပြောင်းလဲဘူးသူကဟိုသူပြောရရာမဖြစ်ဘဲနဲ့ဘယ်တော့မှသူ့စီပြန်မလာဘူးဆိုပြီးတော့ဟုတ်ပတိရရှိရပါတော့ဆိုတော့ဘုရားရွယ်ချက်နဲ့တည်တယ်ဆိုတော့ဒီမှာနားလည်ရပါတယ်လို့ ဆိုတော့စာလန်ဆရာကကြားတာသူစာကဘာဦးကျန်းသုံးကိုသူကြဆုံးခြင်းအကြောင်းသူလုံးဝဘာမှပြန်မပြောတော့ဘူးဟိုကဖရာရည်ရွယ်ချက်ကိုပဲထောက်ပြတယ်ပေါ့လူအတွက်ဖရာရည်ရွယ်ချက်မှာအုပ်ဆိုးရံဖြစ်သည် လူဒီအုပ်ဆိုးရံလုံးဝမထိုက်တန်တော့လဲဖရာသခင်ရည်ရွယ်ချက်မှာလူကိုအုပ်ဆိုးရံဖြစ်တော့ကြောင့်ဧကအမှန်အုပ်ဆိုးရမည်ဖြစ်သည်ဆိုတော့ဖရာရည်ရဲ့စကားအတိုင်းသူ ဟိုအုပ်စိုးရအုပ်စိုးရမယ်ဆိုရင်ကျမအုပ်စိုးရမှာဖြစ်တယ်ဆိုတဲ့ဟာကိုကိုဟိုထောက်ပြပါတယ်လို့ကျမနားလဲရပါတယ်ပြီးရင်အပိုင်ငယ်ကိုဒီခုနအစလန်ရှိကိုပဲအပိုင်ငယ်ကိုမှာဆိုလို့ရှင်အိုးကျွန်ုပ်တို့ဤဖျားရှင်သာရဖျားကိုတော်ဤနာမသည်ရေကြီးတပြင်လုံးနိုင်မြည်ကြီးမြတ်တော်မူသည်ဒါဆက်လက်ပြီးတော့ဒီအကြောင်းဒီဒီဖရာကိုပဲချီးမွမ်းနေရပါတော့လုံးဝ လူရဲ့ကြဆင်းကောင်းဒီဒါဝိတ်ကလုံးဝတာလန်ဆရာလုံးဝမသိတယ်လို့ပဲလူလုံးဝဟိုဟိုမပြောတော့ဘဲနဲ့ဒီဖရာရဲ့ကြီးမြတ်ခြင်းအကြောင်းကိုပဲပြောနေရယ်အမ်ဘယ်တော့ပဲလူကအပြစ်ပြုရကြဆင်းပေမဲ့လည်းဖရာကသူ့စီမံကိန်းကိုမစွန့်လွတ်ဘူးအလိုတော်ဒီလဲပြောင်းလဲခြင်းမရှိဘူးမနေ့ယနေ့မပြောင်းလဲဖရာတို့ဒါကြောင့်မို့ကျမတို့ပြောရပါတော့ဆိုဒီ ဒါကြောင့်မလို့အိုပြောင်းလဲခြင်းမရှိတော့ဖရားပါတကားကိုတော်ဤလမ်းစဉ်ဒီကိုကောက်ခြင်းမရှိဖြောက်တန်းနေပါသည်ဖရားကိုမြည်သည့်အခါမှာဆွန့်ပြည့်ရမရနိုင်ကြအောင်ကျွန်တော်တို့သဘောပေါက်ရန်လို့အပ်ပါသည်ဤလောက၌ပြင်းထန်သည့်တိုက်ခိုက်ခြင်းကိုခံရနိုင်သည့်တစုံတရာညာရှိမည်မဟုတ်ပါသို့တော်ကိုတော်သည်မိမိအလိုတော်ကိုမြည်သည့်အခါမှာမဆွန့်လုပ်ခဲ့ပါဘူးဖရားကသူပြောရဲ့အရာကိုလုံးဝဖြစ်စေမှာဖြစ်ပါတယ်လို့ အဲအဲဆိုတော့ဆက်လက်ပြီးတော့ဖတ်မယ်ဆိုရင်ကဘာဦးကျခန်းကြီးတက်မှာဖန်ဆင်းခြင်းကာလမှာဖရာရဲ့အလိုတော်ကိုကျမတို့လေ့လာရတယ်သိရတယ်ပြီးရင်စာလန်ရှစ်မှာလည်းခုနဟိုကြာဆင်းနေစေကာလပေါ့နော်သူကြာဆင်းပြီးနောက်ဖရာရဲ့အလိုတော်ကိုလည်းဒီစာလန်ဆရာထပ်ပြီးတော့ဟိုသူရဲ့ခုနကကျမတို့လေ့လာခဲ့အရာလိုပဲသူပြောထားတယ်ဟိုအခက်တိတ်တော့ရအောင်ဟိုသူရဲ့အာ ခြေအောက်မှာထားမယ်ဆိုပြီးပြောထားတယ်ပြီးရင်အခုထပ်ပြီးတော့အခန်းတစ်ခုပေါ့လေ့လာမယ်ဆိုရင်ဟေပြဲခန်းကြီးအာနှစ်ပေါ့နော်ဒီပြန်အောင်ပါတော့ဒီဒီတဲ့ဒီတော့အကျဉ်းပြန်ကြည့်တော့ဒီပြန်မိကမာရေဝေနှုတ်ချင်းဤကိုဝေနှုတ်ချင်း၌ဖျားတိကိုဒီလိုဒါတော့တမန်လို့ဖြစ်တယ် နိုင်ရတယ်။ဒီမှာဘုရားရဲ့အလိုတော်လည်းဆက်လက်ပြီးတော့ပြီးနိုင်ပြီနော်ဒီနေ့မှာအတိုင်းတူတော်ဟာဒီလိုဖြစ်နေလာဒီလာလာဒီရှင်ရောဖတ်တော့ဒီဒီကအဲ့ဒါဒီချင်းလည်းဒီလိုရှိနေဒီလုံးချင်းနဲ့ဒီအောင်မြင်ချင်းနိုင်လို့ဒီအာနာရှိပြီးစာရန်ကိုချင်းမောင်းနေလားဒီကေစန္ဒရှိနေပြီးတော့ nhà mà cửa thì đen miệng của thầy dùng lắm thì đen miệng tay này nó ma xì mà chúng ta ma xì chân dưới như chúng thì mình lấy ra đây thì nó đủ nào các cơ bà vụ ô phú nhà đó khi vụ cáo như tầng ngàn đi này bí rồi mình đi mở hộ giáo giả được này bây tôi từ là lưu về đưa tôi từ chi về thì tôi bị áo mi rồi mình làm của về đưa đưa

ว่าอีกว่าเสียชีวิตแล้วแต่ว่าถ้าติดโรอะไรอยู่ถ้าทานมันดีชาติมาตาไปแจ้งที่ตัวอย่างดูชีวิตยาอารมดีได้เอาทันทีนะถ้าสร้างเสียงเสียงดีจะดีนะคะดีเยมาจะดีโอ้ดีได้ก็เลยดีเหรอที่อันนั้นเออที่ที่เด้มาบุญมาโดนมันก็ยอมให้ดูเช่น တ်တက်ပြီးရွှေချတာလည်းဆိုလို့ရှိရင်အဲဒီဒါဒီမဲ့ရဲ့ဂျီတိုင်းကောင်းတယ်ပေါ်သေးဘူးလေအဲဒီကအပြီးတော့ယခုမူကားခတ်သိမ်းသောအရာတွေကိုချထားရရှိဒီကိုလာတော့နည်းနည်းလာကြပြီးရရှိသည်ရသည်ဒီဒီဘုဒ္ဓအထေရအပေါင်းဟုအတွက်ကြောင့်ဒီခဏတော့နှင်းရှိသေးချင်းသာတောင်းတမန်တို့အောက်၌အနေငယ်အနေငယ်နေချခံပြီးမှဒီခဏရသောကြောင့် น้อมต่อนายตรงตีไปเรียนชีพอยู่นี้นะจ๊ะคือไม่มาคือคือแค่ตายเลยมีชี่อคูมีตัวเองเนี่ยมาว่าสาธุอะไรเนี่ยมีมีชื่อคมียาเป็นพ่อแม่เป็นชีพในใกล้ดอกกุหลาบตอนนี้ฉันมาสู่ลูกศิษย์ที่อุกังจำงัดเชียงในงานในดีดีพ่อจม่ตัวเองอืม มันโดนมันโดนยาการสวัสดีที่ยืมมาสิงของที่อยู่อาศัยที่ชุมชนจะก้าวยาวไปไหนตัวหน้าจะมาขั้นเลยรู้รู้ก็มาดนเอาใหมาเนี่ยตอนนี้เห็นไม่ช่างเนี่ยเรียกเขารู้ยืมแต่ยืมไปยืมเดียวนะอยู่อาศัยมาเออยีชูดีแล้วก็เค่ไรก่อนดูดียีชูดีไม่ใช่เพ็ยงดีแล้วที่ ဘုရားရဲ့ရည်ချက်ကိုပြီးတော့ဒီပြင်းဒီအောင်လုပ်နိုင်တာယေရှုရဲ့ဖြစ်တယ်ဘုရားအတွက်ကြောင့်လို့ဒီဒီဆိုရဲဒီတကယ်လုံးမှာအောက်မှာဒီစားထုတ်လိုက်တယ်ဆိုယေရှုကိုစားထုတ်လိုက်တယ်သူတော့ကောင်းမြတ်တမန်အနေနဲ့နှိမ့်ချခံရသူဖြစ်ဖြစ်တဲ့ဒီဘာယေရှုဖြစ်လာတယ်လူကိုရွေးနှုတ်ခြင်းဒီယေရှုအဖို့ဖြစ်ပြီးလူဒီကောင်းမြတ်တမန်ထံနေငယ်နှိမ့်ချရင်သူကို ့ရပူသောင်းတယ်ရင်လူခန်းစင်းသောအရာအလုံးပေါ်မှာဥပ္ပိုးရန်ပြတ်ခြင်းနဲ့ဒေဂိုင်းကြီးရဲ့ချက်ရှိတဲ့အတိုင်းဥတော်ဤရပူဘူးရေကြီးနဲ့တက်ဆိုင်သောအောင်းပြန်မှန်းထုတ်ပြီးဥပ္ပိုးသားလူကဥပ္ပိုးရန်သာတန်ဤအဒိုးအနာအလုံးကိုဖျက်ဆီးပြရအမည်လိုရှိသည်သို့တော်လူဒီကြခင်ရဲ့အုပ်စိုးရအမိညာကိုမရရနိုင်ဘူး รู้จักวีดคิงยชูวีดวีดาคณะตรงซองนียันั่งต้องอานแรงขนาดี้ควรนั่ง้อเอ่อจะได้เรียนีดนะเอ่ออาจารย์นั่งเซลล์มาอย่แค่ที่แยกแค่เยืู่้มาเรียนต้อแต่ทางเลยตัวว่าเอ่อยูชูวีดแค่ตุ๊กยีเจสุโรอาจดูอาบังดูตัวอัปเดตขยายตัวเพื่อนชี้เซ็ตนะดูสุวาตุยดูอาบังตัวยาไหนอยากแค่เต็มตัวเดีย ဒီတော့အပြည့်ပြန်ပါဒီအရာအားလုံးအတွက်အတိခဏဒီလိုဖြစ်နေတာပြလာတယ်ပေါ့နော်။ဘုရားရည်ရွယ်ချက်ကိုအောင်ဖယ်ဖို့လို့ဆိုတဲ့အကဘုရားရည်ရွယ်ချက်တွေကိုဒီကဘာဝူချမ်းခံပြီးတည်ရဲ့သမစာလံဆရာရဲ့ချင်းဝန်းချင်းပေါ့နော်။စာလံရှိရဲ့ဒီဟာဘုရားရည်ဖြစ်ပေါ်လာနေတာဒီရေရှူရဲ့အဲဒီနှုတ်ချင်းပေါ့။ဒီရေဒီနှုတ်အဖြစ် อกิจพิยัยวิจาร่วัดมีชุดภาษีที่ส่งในสุราอุนะที่นี่วิจัยในสำนักเพื่อจะเออทั้นที่ช่องนี้เนี่ยพิยัยอยู่ใจกลางเมืองแล้วโอกาสอุมาอ๋อวิจารเส้นเยี่ยนเอามาอ๋อดอกพิยัยนี้เราเช็คเอ่อมีชุดเอ่อเกจิเช่นี่ยัยที่พิยัยอยู่ใจมีอ่ะมีเก่าโอซูเมนมีชื่อโอซูเมนสเวียนะครับ Thank you.